ဘောတံပုစေနိတံတံပုစေနိတံတံပုစေနိပူဇော်ပါ යි အရှင်မြတ်ဗျာကျွန်တော်များပုံတော်ဘေးဒင်းဆရာရနိုင်ထွန်းရံကုန်ရတော်မဆရာထဘေးဒင်းမဲအပရိသထမေရှင်ခုနှစ်သားသမျှအားလုံးကိုစိတ်နှပြကြားမချမ်းသာပါစေကြောင်းဥစွာပဏမနှုတ်ခွန်းဆက်တာအပ်ပါれဆရာထအမစင်အမြဲကံကြမ္မာဆစ်ဆွေးနွေးမေးမြန်းနေတဲ့ဘေးဒင်းမဲထမေရှင်ခုနှစ်သားသမျှခင်ဗျာ 2025ခုနှစ်ဇွန်လ6လပိုင်းမှာခဏနေခဏနံတော့ခွန်ရဲ့သားသမီးများရဲ့ကံကြမ်းမှာကန်စာတာဟော့စတန်လေးကိုတင်ပြဆွေးနွေးဟောပြောပေးသားမယ်အစီအစဉ်လေးဖြစ်တယ်။ဇာထက်အရှိရဲ့အိမ်နောက်ရဲ့ကြားမားရဲ့စီးပွားရဲ့လုံမူရဲ့အစဉ်အမြဲဆွေးနွေးနေတဲ့မိတ်တမိဟောင်းမိတ်ဆွေများအားလုံးကိုလည်းလိုက်လိုက်လဲလဲအထုကျေးဇူးတင်ပါတယ်။ဇာရဲ့ဟော့စတန်လေးကို အားပေးကြီးစွနေတဲ့ Lion Share ပေးတဲ့မိတ်ဆွေများကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျဆရာရဲ့အခုလာမဲ့6လပိုင်းမှာကြုံတွေ့နိုင်တဲ့ခွန်နဲ့နှစ်ခွန်နဲ့သားသမီးရဲ့ကံကြမ်းမှာကံစားတာတွတ်စီရဟော့စတန်လေးကိုဆွေးနွေးပေးသွားမှာ ဖြစ်တယ်ခွန်နဲ့ဂျွန်လ6လပိုင်းမှာဆက်လက်ပြီးတော့ဗုဒ္ဓဟူသားသမီးများဂျာသာပရိသားသမီးများ တောက်ကြသားသမီးများစနေသားသမီးများကန်စားတာဟော့စတယ်လေးကိုဆွေးနွေးဟောပြောပေးပါမှာပဲဖြစ်ပါတယ်။စားရဗေဒမဲ့အပရိသတ်ထမင်းရှင်များခင်ဗျာ2025ခုနှစ်ဇွန်လ6လပိုင်းမှာဗုဒ္ဓဟူသားသမီးကန်ချာမှာကန်စားတာဆက်ဆက်တာအခိုက်မှာနည်းနည်းလေးအမှုခင်းကိစ္စရတော့နဲ့ပတ်သက်ပြီးကြုံရမယ်။ရှင်ဆက်ရကရိယာတိုက်ခိုက်တာတနည်းအားဖြင့်ထိခိုက်ဒဏ်ရာသွေးထွက်တိုင်း ရှေလထိခိုက်တံရဖြစ်စဉ်တို့တွေကြုံတွေ့ရတတ်ပါလေအထုလုံငန်းရေးစီးပွားရေးလောက်ဆောင်မှုအရေးတွေမှာဂယုဆိုင်ရမယ်တတိထားပေးဖို့လိုအပ်မယ်စိတ်ညာစိတ်ဒေါသလေးတွေထိမ့်ပေးရမယ်အိမ်ကောင်းတဲ့အိမ်ကောင်းရှင်မြတ်ကိုအိမ်ကောင်းကြီးမှာစိတ်အခမ်းမတဲနာတယောက်နဲ့တယောက်စိတ်ပျော်ရွှင်မှုအားနေတာတွေကြုံရတတ်တယ်စိတ်စင်းရဲ့ပေါကဖြစ်တယ်မို့လေလဲကြုံရတတ်လို့ဂယုဆိုင်ပေးပါလို့ဆရာအနေနဲ့မေတ္တာရက်ခံပေးအားဆုံးအာမခံ တတ်သိလိုက်လမ်းပတ်ရေထိုးကိစ္စရမျိုးနဲ့တရီထားပြရမယ်စိတ်စင်းရဲ့တော့ကစိတ်ရှုပ်ထွေးမှုစိတ်အနှောင့်ချက်များနဲ့ကြုံညာတတ်ပါလေဒေါသစိတ်ကလေးတွေထိန်းရမယ်အိမ်နောင်ရေးအိမ်တွင်းရေးနဲ့ပတ်သက်ပြီးပရိပကပြဿနာများစွာရင်ဆိုင်ဖြစ်ရှင်းရခိုင်ရှိနေတဲ့အတွက်ဂယုဆိုင်ဖို့တရီထားပြီးလို့ဇာနေနဲ့မေတ္တာရက်ခံများစေဘယ်ရှိမှပုံပြီးတော့ကံကြမှာကံစားတာကံကောင်းနိုင်ကြလဲဆိုရင်ဇာနေနဲ့ဇာတာဆက်ဆက်တာမှာဆိုလို့ရှိရင် ဂျော်လာ20ရက်နောက်ပိုင်းမှာဇာတာကံကောင်းမယ်ဂျီဝဲချတိအောင်းမြင့်မယ်ကုသိုလ်ကံတော့ကောင်းမယ်စုံထုံထားတာတွေတန်ရမယ်လုံငန်းရင်းနဲ့ပတ်သက်ပြီးသိမြတ်မယ်မကောင်းတော့ဘေးဆိုးရာဆိုးအာနေဆိုးတွေကဲဆက်ဝိမ့်မယ်အကြံစီရွယ်ချတော့အောင်းနိုင်တယ်ဒေါသစိတ်ကလေးထိန်းနိုင်ဖို့ဒေါသစိတ်ကလေးထိန်းပေးဖို့ဇာအနေနဲ့အထုမေတ္တာရက်ခတ်တယ်ကံပွင့်မယ်လပ်ပွင့်မယ်လုံငန်းစီပါတော့အောင်းမြင့်နိုင်တယ် ဒေါသစိတ်ကလေးတော်နဲ့ထိမ့်တဲ့နဲ့အိမ်တော်တန်ညအိမ်တော်ရှင်များဖို့အစင်မပြေတခုဂယုဆိုင်ပေးပါကြားမိုင်မှာအဆုတ်နှလုံးရင်ကျက်ချောင်းဆိုးလို့နဲ့ပတ်သက်ပြီးမကောင်းရင်ကျက်တာချောင်းဆိုးတာအဆုတ်နှလုံးနဲ့ပတ်သက်ပြီးတော့ကြာမိုင်းကန်စားတာကြာမိုင်းကန်တာပတ်သက်ပြီးမကောင်းဂယုဆိုင်ပေးရမယ်တတိထားပေးရမယ်ဓာတိပြုပေးရမယ်ကြာမိုင်းစားတာနည်းနည်းလေးညံဖြုံးနဲ့ပတ်သက်ပြီးကြုံတွေ့ရဖို့ ဇာတာကံကပေါ်ပြနေတဲ့အတွက်ဇာအနေနဲ့ခရူးဆိုင်နိုင်ဖို့တရိထားပိတ်ဖို့မြေတာရက်ခံများစရိ6လပိုင်းတလာလုံးမှာကံကောင်းခြင်းလုံငန်းကိုင်းငန်းစီးပွားဇာတာတို့တိုးတက်အောင်မြင်စေလိုခြင်းအတွက်အုံယုံဆုံးကပ်လုပေးပါအုံယုံဓဗ္ဗကံများဘုဒ္ဓဟူနေ့တနည်းအားဖြင့်ဒုက္ခဒုက္ခအနောက်အဆက်အဟံအသားတွေအားလုံးစုတောင်းပြီးတော့လူပေးမယ် 6လပိုင်း၄ရက်နေ့ဗုဒ္ဓဟူးနေ့17ရက်နေ့ဗုဒ္ဓဟူးနေ့18ရက်နေ့ဗုဒ္ဓဟူးနေ့25ရက်ဗုဒ္ဓဟူးနေ့စသဖြင့်ရက်စွဲအပတ်စဉ်တွေမှာမိမိတို့ရဲ့ကံကြောင့်မှာကံစားတာလုပ်ငန်းတိုင်ငန်းတို့အတွက်ဒိဋ္ဌံပြီးတော့ကတ်လို့ပူဆော်ပေးပေးပါလို့စာအနေနဲ့မြတ်တော်ရက်ခံပြရစေအကြံစီလေးရည်ရွယ်ချက်တွေလုပ်ငန်းကိုင်ရနေစီးပွားရေးတွေလှုပ်ဆောင်ရေးတွေအများကြီးအောင်မြင်မယ်ကုသိုလ်ကံတို့လည်းကောင်းမွန်လာမယ်လုပ်ငန်းစီးပွားတို့လည်းတိုးတက်အောင်မြင်နိုင်မယ် ေါ်တာစိတ်ကိုနည်းနည်းလေးထိမ့်ပေးရမယ်။အိမ်တော်ကအိမ်တော်ရှင်များဟိုကန့်ချမှာမကောင်း။အစုံနှလုံးနဲ့ပတ်သက်ပြီးတော့ကြာမကြီးစာကအញ្ញရှိနေ။ဂယူးဆိုင်ပေးပါ။ဇတိပြုတ်ပေးပါလို့ဇာအနေနဲ့မြတ်တော်ရက်ခဗျာစေ။နော်အကျိုးပေးမှကိင္ကနန်းနေမှာဆိုလို့ရှိရင်နှစ်ကိင္ကနန်းလေးကိင္ကနန်းရှစ်ကိင္ကနန်းနေဟာတတောင်းတန်နေရာမှာကောင်းကျော်ပေးမယ်ကောင်းကျော်ဖြစ်စေမယ်အကျိုးပေးမှကိင္ကနန်းလေးဖြစ်ပါတယ် အုံယုံတပကံကိုကလုပ်ကိုစောင့်ချက်အဖြစ်ဂျုံစိဂျုံနဲ့အများနေလဲကဲဆက်ဝင်မယ်အကြံစီရွယ်ချက်တော့လဲအများကြီးအောင်မြင်နိုင်တယ်လုံငန်းကညာစီပါလတ်လတ်ပါညာလဲအောင်မြင်နိုင်ပါစေလို့ဇာနေနဲ့အထုစုံတော်ကဆိုတော့မေတ္တာပို့တာအပ်ပါတယ်ဆရာဗေဒင်ရဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့နေရာလိပ်စာကတော့ရန်ကုန်ပါကေတကြောက်တိုင်မတိုင်ကပီတယ်မကတ်ကြီးရဲ့ဘေးအေးစိန်ဒီလမ်းတဲ့တိုင်းနပ်ပတ်နေရာနဲ့ကုန်နေကြီးတပ်ပတ်ဖြစ်ပါတယ် ခွန်ရသားသမီးအားလုံးကိုစိတ်ငြပ်ပြကြားမှချမ်းသာတော်မူကြပါစေ။လောရင်စံတော်များတောင်းတော်ပါပြေဝနိုင်ပါစေလို့ဆုမွန်ကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတယ်။